ားလုံးပဲမင်္ဂလာပါကွယ်ဒါရုသမီးတို့ရေဒီချေကတော့တတ္တမရံပထဝီဝင်ဘာသာရက်ကိုသင်ကြားပေးမယ်ဒီချေမှုပဲဖြစ်ပါတယ်ဒါရုသမီးတို့ကိုဒီချေကဒီနေ့အခန်းလေးအာဆီယံနိုင်ငံများဤဒေသန္တရပထဝီဝင်ဆိုတဲ့ခေါင်းစဉ်အောက်ကသင်ခန်းစာ၃ဖြစ်တဲ့မလေးရှားနိုင်ငံအကြောင်းကိုသင်ကြားပေးမှာပဲဖြစ်ပါတယ် အဲ့တော့ဒီချေတို့မလေးရှားနိုင်ငံအကြောင်းကိုကြည့်ရအောင်เนาะမလေးရှားနိုင်ငံဆိုလို့ရှိရင်အာရှတိုက်ကျွန်းဆွယ်ပိုင်းမလေးကျွန်းဆွယ်ပေါ်မှာရှိတယ်။ညသူကအနောက်မလေးရှားနဲ့ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ရှေ့မလေးရှားဆိုပြီးတော့သူကနှစ်ပိုင်းပါဝင်တယ်။သူတို့နှစ်ခုကိုကြတော့တောင်ကျုပ်ပင်တွေက ပိုင်းခြားထားတာဖြစ်တယ်။ဟုတ်ပြီเนาะအဲ့တော့မလေးရှားနိုင်ငံကြီးရဲ့တည်နေရတဲ့အခြေဝင်အကြောင်းကိုဒီချေတို့လေ့လာကြမယ်။မလေးရှားနိုင်ငံဘယ်မှာရှိတယ်လဲ။ 哦မလေးရှားနိုင်ငံဟာဆိုလို့ရှိရင်မြောက်လတီကျူး1ဒီဂရီနဲ့9ဒီဂရီအကြားဒီချိန်မှာပုံနေပြထားတယ်เนาะဟောအနောက်မလေးရှားကကြတော့အရှိလောင်ကြီးကျူး100ဒီဂရီနဲ့105ဒီဂရီအကြားမှာရှိတယ်အရှိမလေးရှားကအရှိလောင်ကြီးကျူး109ဒီဂရီနဲ့139ဒီဂရီအကြားမှာတည်ရှိနေတယ်ဆိုတော့သားတို့သမီးတို့မှတ်သားရလွယ်အောင်ဒီမှာပုံနည်းနဲ့ဖော်ပြထားပါတယ်အနောက်မလေးရှားကကြတော့ အာရှတဲ့ရဲ့အရှိတောင်းပိုင်းသူကမလေးကျွန်းစွန်မှာရှိတယ်ပုံလေးနဲ့ဒီချေပြထားတယ်နော်ဟောသူရဲ့မြောက်ဘက်မှာသူရှိလေထိုင်းနိုင်ငံရှိတယ်သူရဲ့အရှိဘက်မှာကြတော့ဟောဒီမှာကြည့်မယ်တောင်ကျုပ်ပင်လေကြီးကိုတွေ့ရမှာဖြစ်တယ်အနောက်ဘက်မှာမလကာရီလက်ချာသူ့ကိုဖြတ်ပြီးတော့မှာအင်ဒိုနီးရှားနိုင်ငံဟောသူရဲ့တောင်ဘက်မှာစင်ကာပူနိုင်ငံနေလေတိဆက်ပြီးတော့သူကတည်ရှိနေတာဖြစ်တယ်နော်မြေပုံမှာလည်းဒီချေဖော်ပြထားပါတယ် ဟောအရှိမလေးရှားကိုကြည့်မယ်ဒီမှာမြေပုံနဲ့တကွာလိလာပါအရှိမလေးရှားကကြတော့ဘော်နီယိုကျွန်းရဲ့အနောက်မြောက်ဖက်မှာရှိနေတယ်သူကတောင်ဘက်မှာအင်ဒိုနီးရှားနိုင်ငံရှိမယ်အရှိဘက်မှာကြတော့ဆယ်ဗင်းပင်လယ်ရှိတယ်အနောက်ဘက်နဲ့မြောက်ဖက်မှာကြတော့ဟောတောင်ကျုပ်ပင်လယ်ရှိမယ်သူကကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ကြောင့်မို့ဖိလစ်ပိုင်နိုင်ငံနဲ့လည်းဝန်ရံတည်ရှိနေတယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်နော်မြေပုံကြီးနဲ့ဖော်ပြထားပါတယ် အရှိမလေးရှားကိုကြည့်မယ်နော်သူကဆာဗာနင်းဆာရော့ပင်ရည်နဲ့သူကထိဆက်နေတယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်။ဟောဘရူနိုင်းနိုင်ငံနဲ့လည်းတဆက်တယ်သူကရှိနေတယ်။သူနိုင်ငံရဲ့စုစုပေါင်း area ကိုဒီချေလို့ကြည့်မယ်ဆိုရင် စတူယန်ကီလိုမီတာဟာတသိန်းကျော်ရှိတယ်ဆိုတာကိုမှတ်သားရမှာဖြစ်ပါတယ်နော်။ဟုတ်ပြီကန်ယူနာအရှိကိုကြည့်မယ်စုစုပေါင်းဘယ်လောက်ရှိလဲဆိုရင်4685ကီလိုမီတာရှိတယ်။ကျွန်းဆက်ပိုင်းကကြတော့2068ကီလိုမီတာနဲ့ အရှိမလေးရှားဟာ2600ကီလိုမီတာရှိတယ်ဆိုတာကိုသားတို့သမီးတို့လေလာမှတ်သားရမှာဖြစ်ပါတယ်။ဟောသားတို့သမီးတို့လေလာမှတ်သားဖို့လွယ်အောင်ဒီချေတို့ဒီမှာဇီယာလေးနဲ့တကွာပုံလေးနဲ့တကွာဖော်ပြထားတယ်နော်။ဟောတီနီယာဖော်ပြထားတယ်။နိုင်ငံရဲ့အကျယ်ဝန်းကိုဖော်ပြထားတယ်။ကံယူရာရှိတယ်ကိုလည်းဒီချေတို့ဖော်ပြထားပါတယ်။ဒါကိုကြည်ချင်းအားဖြင့်မလေးရှားနိုင်ငံကြီးဗမာရှိတယ်လေ။ဟောလက်တီကျွလောင်ကြီးကျွ စတမရန်နုကတင်ခဲ့ပြီးပြီနော်လက်တီကျူရီလောင်ကြီးကျူရီရဲ့အကြောင်းနိုင်ငံတစ်ခုရဲ့တည်နေရာကိုသိပြီးဒါတွေကိုသိအောင်ဒီချေတို့ကပုံနည်းနဲ့ဖော်ပြထားတဲ့လိလာပါနော်ဟုတ်ပြီကင်မရာရှိကိုလည်းရပြီဆိုလို့ရှိရင်ဒီချေတို့နောက်အကြောင်းအရာတစ်ခုဖြစ်တဲ့နေရှားနိုင်ငံရဲ့နော်နောက်အကြောင်းအရာတစ်ခုဖြစ်တဲ့ဘာလဲမိမနာတွင်ပြင်ကြည့်ကြရအောင်မလေးရှားနိုင်ငံရဲ့မိမနာတွင်ပြင်ကိုဒီချေတို့ကြည့်မယ်ဆိုလို့ရှိရင် နော်မလေးကျွန်းဆွယ်ပိုင်းမှာရှိတဲ့အနောက်မလေးရှားကကြတော့တောင်ထူထပ်တဲ့ဒေသတစ်ခုဖြစ်တယ်။ထင်ရှားတဲ့တောင်တန်းတွေလည်းရှိတယ်။တီတီဝင်းစာတောင်တန်းဖြစ်တယ်။အဲ့ဒီတောင်တန်းမှာရှိတဲ့ကော်ဘူတောင်ကကြတော့အမြင့်ဘလောက်ရှိလဲဆိုရှင်2182မီတာတောင်မြင့်တယ်။သူကအမြင့်ဆုံးပဲဖြစ်တယ်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်နော်။အေးနောက်တစ်ခုတာဟန်တောင်တန်းအဲ့တာဟန်တောင်တန်းမှာရှိတဲ့တာဟန်တောင်ကကြတော့2186မီတာရှိတယ်။ เนาะ तू อ่ะจ่าတော့จွန်းเซ่ไปมาอเมียนซုံးตองผิดเลยสุบิ๊ดมาตายมาผิดเดบอนิโอจွန်းหมอมาရှိတယ်အရှိမလေးရှားเนาะတောင်ကျုပ်ပင်လဲကန်ယူရာတလျှောက်มาကန်ယူရာမိနေဂျေတာတွေကိုတွေ့ရမှာဖြစ်တယ်เนาะမြေပုံလေးနဲ့လဲတွဲပြီးတော့တက်ဖက်ပြီးတော့ကြည်ပါအင်ဒိုနီးရှားနဲ့သူကထိဆက်နေတယ်နော်အင်ဒိုနီးရှားနဲ့ထိဆက်နေတဲ့နင်မိတ်တလျှောက်မှာမီတာ၄000ကျော်မြင့်မာတယ်ကာနာဘူလူတောင်နော်သူကအမြင့်ဆုံးတောင်ဖြစ်တယ် ဟောအရှိမလေးရှားမှာရှိတယ်မူလူလှိုင်ကူသူကကဘာပမာအကြီးမားဆုံးသောလှိုင်ကူကြီးဖြစ်တယ်ကဘာလက်ခီးတဲ့တွေကိုအဓိကဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုတအားတော့တမိတော့မှတ်သားပါနော်မလေးရှားမှာကျွန်းနေအများကြီးရှိတယ်စာဘာပြည်နယ်မှာရှိတဲ့ဘန်ဂျီကျွန်းသူကအကြီးဆုံးပဲကျွန်းနေတယ်မှာနောက်ကန်ယူရန်တခြားမှာကြတော့ဒီချေလိုတာနာကြောက်တန်းတွေကိုတွေ့ရမှာဖြစ်တယ်နော်မြင်းကြီးဒေသကြတော့အရှိမလေးရှားနော် တောင်ကျုပ်ပင်လယ်ရဲ့ကမ်းရိုးတန်းမှာမြင်းနိဒေတာတွေကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်သားတို့သမီးတို့ဒီမလေးရှားနိုင်ငံရဲ့မိမိနာသွင်ပြင်းအခြေအနေဟာဘယ်လိုရှိရဆိုတာကိုလေ့လာမှသားပြီးဖြစ်တယ်။အဲ့ဒီတော့ဒီချေတော့နောက်အကြောင်းအရာတစ်ခုဖြစ်တဲ့ရေစင်းအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်အောင်မလေးရှားနိုင်ငံရဲ့ရေစင်းအခြေအနေဘယ်လိုရှိလဲမလေးရှားနိုင်ငံဆိုလို့ရှိရင်မြစ်ချောင်းပေါ်များတဲ့နိုင်ငံတစ်ခုဖြစ်တယ်။နောက်မလေးရှားမှာအရှိဆုံးမြစ် ်သူလဲပါဟန်မြစ်သူဘလောက်ရှည်တယ်လဲဆိုရင်435ကီလိုမီတာရှည်တယ်သူဘယ်ကိုစီးဝင်သွားလဲဟော တောင်ကျုပ်ပင်လေရေရေကိုစီးဝင်သွားတယ်အရှေ့မလေးရှားမှာအရှိဆုံးမြစ်ဖြစ်တယ်ရာဂျန်မြစ် သူကကြတော့960ကီလိုမီတာရှည်တယ်ဘော်နီယိုကျွန်းရဲ့အပေါ်မှာရှိတဲ့ဆာရဝတ်ပြည်နယ်ကိုသူကဖြတ်သန်းပြီးတော့စီစဉ်တယ် သူလည်းပဲတောင်ကျုပ်ပင်လေတဲ့ကိုစီဝင်တာပဲဖြစ်တယ်เนาะဟော စားပါပြည်နယ်မှာရှိတယ်ကင်နဘာတန်ကန်မြစ်သူကကြတော့960ကီလိုမီတာရှိတယ်သူကဒုတိယအရှိဆုံးမြစ်ဖြစ်တယ်အဲ့တော့တီချဲကဒီမှာမြစ်ကလေးတွေရဲ့စစ်စင်းမုံကိုတီချဲဖော်ပြပေးထားတဲ့မြေပုံမှာအဲ့တော့သားတို့သမီးတို့မှတ်သားရလွယ်အောင်တီချဲဒီမှာဇာခွက်လေးနဲ့လည်းဖော်ပြပေးထားတယ်မြစ်တွေရဲ့မီးเนาะ ရာဂျမ်မင်ဘလောက်ရှိလဲ960ကီလိုမီတာတောင်ရှိတာသူကပထမအရှည်ဆုံးမြစ်ဖြစ်တယ်နောက်တစ်ခုဒုတိယအရှည်ဆုံးမြစ်ကဘယ်သူလဲကင်နဘာကန်ကန်သူကကြတော့960ကီလိုမီတာရှိတယ်နော်နောက်ဆုံးတတိယအရှည်ဆုံးမြစ်ကဘယ်သူလဲပါဟန်မြစ်435ကီလိုမီတာရှိတယ်မှတ်သားရလွယ်အောင်ဒီလိုပေးထားတယ်မြေပုံမှာလဲဟောမိကဘယ်မြစ်တွေကအရှည်မလေးရှားမှရှိတယ်လဲ ဗင်မြစ်ကတော့အနောက်မလေးရှားမှာရှိတယ်လေဆိုတာကိုလည်းတွက်ဖက်ပြီးတော့မှတ်သားလိုက်ပါနော်ဒါဆိုလို့ရှိရင်ဒီမလေးရှားနိုင်ငံကြီးရဲ့ရေစင်းအကြောင်းကိုရရှိသွားပါပြီနောက်အကြောင်းအရာတစ်ခုဒီချေတို့မလေးရှားနိုင်ငံရဲ့ရာသီဥတုအခြေအနေကိုသွားပြီးတော့ဆက်ပြီးတော့လေ့လာကြအောင်မယ်နော်အော်မလေးရှားနိုင်ငံဟာဗမာရှိတယ်ဆိုရှင်သူက Equator ရဝန်းဒေသမှာသူကတည်ရှိတယ်။ဒါလိုသမီးတို့လာတီကျူလောင်ကြီးကျူတွေအကြောင်းသင်ခဲ့ပြီးပြီ Equator ဒေသနဲ့ရဝန်းမှာနေရင်ဘာဖြစ်လဲ တနှစ်ပတ်လုံးပူတယ်ဆိုဆွတ်တဲ့ equator ရာသီဥတုကိုသူကရရှိတယ်ပုံလေးနဲ့လည်းပြထားတယ်เนาะဟောပြမ်းမြအပူချိန်ဘလောက်ရှိလဲ28 degree centigrade တောင်ရရှိတယ်နောက်ပြီးတော့ April လကနေပြီးတော့ September လအထိကြတော့အနောက်တောင်မုတ်တုံတွေရရှိတယ် October လကနေ March လအထိကြတော့အရှေ့မြောက်မုတ်တုံတွေရရှိတယ်ဒေတာဖြစ်တယ်ဆိုတော့ကိုသားတို့သမီးတို့ဒီမြေပုံနီးဇာတ်ရည်နဲ့တွက်ဖက်ပြီးတော့မှတ်ပါเนาะဟုတ်ပြီเนาะ ပြီးတော့ equator မြင်းကိုပြထားတယ်ပြမြပူချိန်ဘလောက်ရှိတလဲဟောဘလို့လေးလေးတိုက်ခတ်တလဲဘယ်ကာလလဲရာသီဥတုကဘလို့လဲဆိုတာကိုဒီချက်ဒီမှာဇယားွက်ကလင်းနဲ့ဖော်ပြပေးထားပါတယ်ပြမြပူချိန်က29 degree centigrade ရှိတယ်လေကအနောက်တောင်မုတ်တုန်လေးတိုက်မယ်အရှေ့မြောက်မုတ်တုန်လေးတိုက်မယ်ဘယ်ကာလလေးလဲအနောက်တောင်မုတ်တုန်လေးကကျတော့ April ကနေ September လအထိအရှေ့မြောက်မုတ်တုန်လေးကကျတော့ October လကနေ မာရှလာတီရဲ့ဆိုပြီးတော့တွဲပြီးမှတ်ထားပါနော်။ရာသီဥတု Equator ရာသီဥတု Equator နဲ့နီးတယ်လေ။ဟုတ်ပြီနော်။ဒီလိုမျိုးလေးတွဲဖက်မှတ်မယ်ဆိုလို့ရှိရင်မလေးရှားနိုင်ငံကြီးရဲ့ရာသီဥတုအကြောင်းကိုရရှိသွားပြီ။အတီချေရိုနောက်အကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်နော်။ဘာအကြောင်းအရာများလဲ။တဘာဝပေါက်ပင်နဲ့မြေစီလွာဖြစ်တယ်။မလေးရှားနိုင်ငံရဲ့တဘာဝပေါက်ပင်ရဲ့မြေစီလွာကိုဒီချေတို့ကြည့်မယ်ဆိုရင်မလေးရှားနိုင်ငံကအပူပိုင်းမိုးသစ်တောတွေကိုတွေ့ရတယ် သူ့နိုင်ငံကြီးတစ်ခုလုံးရဲ့90ရာခိုင်နှုန်းကျော်ကိုဖုံးလွှမ်းနေတာမလေးရှားကျွန်းဆယ်ကိုကြည့်မယ်ဆိုလို့ရှိရင်စန္ဒကူပင်ကျွန်းသစ်အုံးနဲ့ထမ်းပင်တွေအများကြီးပေါက်တာကိုတွေ့ရမှာ ဖြစ်တယ်နော်ပြီးတော့ဆာဗာနဲ့ဆာရဝတ်အဲ့ဒီပြည်နယ်တွေမှာကျတော့တစ်မာတွေကိုတွေ့ရမှာနောက်တစ်ခါတောတွေအနေနဲ့ဆိုလို့ရှိရင်စိန်တောရှိမယ်ဒီတောရှိမယ်ဒါတွေကိုလည်းတွေ့ရမယ်မြေနိတ်ဒေသတွေနဲ့ကမ်းရိုးတန်းဒေသတွေမှာကျတော့ဗာလဲစိတ်မြေတွေကိုတွေ့ရမှာ အဲကုန်းမြင့်ဒေတာတွေမှာကြတော့ဒီချေတို့ဂဝင်မြေစီလွားဆိုတာကိုတွေ့ရတယ်ဒီเจ้าနေကိုမှတ်ရလွယ်အောင်ဒီလိုမြေပုံနီးနဲ့တကွာ တွက်ဖက်ပြီးတော့ပြထားတဲ့ဇယားလေးနဲ့လည်းဒီချေဖော်ပြထားတယ်เนาะအဲ့တော့နိုင်ငံရဲ့ area ကိုဒီချေတို့ကြည့်မယ်ဆိုရင်တစ်တော်ဖုံးတဲ့ area ကိုလေ့လာမယ်50ရာခိုင်နှုန်းကျော်ပါလေအပူပိုင်းမိုးသစ်တော်တွေဖုံးလွှမ်းနေဆိုတော့ဒီပုံလေးနဲ့ကြည့်ချေဖော်ပြထားတယ်เนาะသစ်တော်တွေရှိမယ်ပါလေသစ်ပင်တွေရှိမယ် စန္ဒကူပင်နေတွေ့ရမယ်ကျွန်းတစ်တီတွေ့ရမယ်အုံမင်းနဲ့ထမ်းမင်းဟောတစ်မာပင်နေဒီဆရာလေးနဲ့မှတ်ထားနော်တစ်တော်တွေဘာတစ်တော်တွေလည်းရှိတယ်အပူပိုင်းမိုးတစ်တော်ရှိမယ်စိန်တော်ရှိမယ်ဒီတော်ရှိမယ်တစ်တော်သုံးမျိုးဟုတ်ပြီနော်မြေမျိုးဆောင်အားဖြင့်ဗမာတွေ့ရလဲဘာမြေတွေလဲဆက်ပြီးတော့ဒီဆရာလေးနဲ့တွဲပြီးတော့ကြည့်လိုက်ပါအောင်စိတ်မြေကိုကြတော့မြေနေဒေတာကိုင်းရန်ဒေတာတွေမှာတွေ့တယ်ဟောကုန်းမြင့်ဒေတာတွေမှာကြတော့ဒီကဝင်မြေတွေကိုတွေ့တယ်ပေါ့နော် ဒါဆိုလို့ရှိရင်မလေးရှားနိုင်ငံကြီးရဲ့တဘာဝပေါက်ပင်မြေစီလွာအကြောင်းကိုတည်သွားပြီးတီချယ်တို့နောက်အကြောင်းအရာတစ်ခုကိုဆက်ပြီးတော့လေ့လာကြမယ်နော်အဲ့တော့တီချယ်တို့ဒီနောက်အကြောင်းအရာတစ်ခုကဘာလဲဆိုလို့ရှိရင်မလေးရှားနိုင်ငံကြီးရဲ့လူဦးရေနဲ့လူမျိုးများအကြောင်းပဲဖြစ်တယ်နော်ဟော2018ခုနှစ်မလေးရှားနိုင်ငံမှာစုစုပေါင်းလူဦးရေက37တန်းကျော်ရှိတယ်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်အဲမလေးကျွန်းဆွဲ เนาะအနောက်ဖက်ကမ်းရိုးတန်းတခြားမှာသူတို့ကအများဆုံးနေထိုင်တယ်။ဘာလူမျိုးတွေနေလဲ?မလေးလူမျိုးအများဆုံးနေထိုင်တယ်။အများစုကသူတို့ဘာဘာသာကိုကိုးကွယ်တယ်လေဆိုရင်အစ္စလမ်ဘာသာကိုကိုးကွယ်တယ်။နောက်တစ်ခါဟိန္ဒူဘာသာဝင်ကိုးကွယ်တဲ့လူလည်းအနည်းငယ်ရှိရလို့မှတ်ထားပါနော်။နောက်တစ်ခုလူမျိုးတွေရှိသေးတယ်ဘာတွေလဲ6လူမျိုးအိန္ဒိယနဲ့တရုတ်လူမျိုးတွေလည်းအနည်းငယ်ရှိရဆိုတာကိုလည်းမှတ်သားရမှာဖြစ်တယ်နော်။အဲ့တော့ ိုရှေ့ဟာအကြောင်းအရာတွေအတိုင်းပဲဒီလိုမျိုးဇီဟာလေးနဲ့တွဲပြီးတော့ကြည့်လိုက်ပါဦးနော်2018ခုနှစ်မှာဒီချေလူကြီးဘယ်လောက်ရှိလဲဆိုရှင်30နဲ့တသန်းကျော်ရှိရဆိုတာကိုလေးလာမှတ်သားရမှာဖြစ်တယ်နော်လူမျိုးတွေအများကြီးနေတဲ့လူရှိတယ်အနည်းငယ်ပဲနေတဲ့လူရှိတယ်ဒါကိုတွဲဖက်ပြီးတော့ဒီဇီဟာလေးနဲ့လေ့လာကြည့်အောင်မလေးလူမျိုးအများဆုံးပဲ ဟောနောက် six လူမျိုးအိန္ဒိယလူမျိုးနဲ့ကျုပ်လူမျိုးကကြတော့အနည်းငယ်နေထိုင်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတာကိုဒီစရားလေးနဲ့မှတ်လိုက်ပါနော်ကိုးကွယ်တဲ့ဘာသာကိုကြည့်မယ်ဆိုရင်တော့သူတို့ကအစ္စလမ်ဘာသာကိုအများဆုံးကိုးကွယ်တယ်နောက်တစ်ခုဟိန္ဒူဘာသာကိုကိုးကွယ်တဲ့လူတွေလည်းအနည်းငယ်ရှိရဆိုတာကိုလည်းမှတ်သားရမယ်ဒါဆိုလို့ရှိရင်သားတို့သမီးတို့ဒီမလေးရှားနိုင်ငံကြီးမှာရှိတဲ့လူဦးရေနဲ့လူမျိုးများအကြောင်းကိုသိသွားကြပြီဒါဆိုလို့ရှိရင်နောက်အကြောင်းအရာတစ်ခုကမလေးရှားနိုင်ငံကြီးရဲ့စိုက်ပျိုးရေးအကြောင်းပဲဖြစ်တယ်နော် ဟောစိုက်ပျိုးရေးကိုကြည့်မယ်မလေးရှားနိုင်ငံရဲ့စိုက်ပျိုးရေးဟာသူ့နိုင်ငံရဲ့အကြီးကစီးပွားရေးလုပ်ငန်းဖြစ်တယ်။ဟောနိုင်ငံမှာအသတင်းထုတ်လုပ်မှုဟာသူ့တန်ဖိုးရဲ့23ရာခိုင်နှုန်းရှိတယ်ဆိုတာကိုတွေ့ရမယ်။အလုံးလုံးတဲ့လူကြီး၃ပုံ၃ပုံอ่ะဆိုလို့ရှိရင်သူကစိုက်ပျိုးရေးတွေကိုလုတ်ကိုင်းနေသူတွေဖြစ်တာเนาะ။ဟောမလေးကျွန်းဆယ်ပိုင်းနောက်တခါကမ်းရိုးတန်းလွင်ပြင်းမြစ်ဝမ်းတောင်ချီအဲ့ဒီနေရာတွေမှာသူကစိုက်ပျိုးရေးကိုလုတ်ကိုင်းကြတယ်။ ဘာတွေကိုစိုက်ကြလဲဆိုရင်စပားရှိမယ်ရောဘာရှိမယ်စီအုံးရှိမယ်ဒါတွေကိုအများဆုံးစိုက်ပြိုးတယ်စာရဝတ်ပြည်နယ်မှာကြတော့နန်းနတ်စိုက်တယ်အုံးစိုက်တယ်ကိုကိုးစိုက်တယ်ငရုတ်ကောင်းတယ်အုံးစံချောက်ဆိုပြီးတော့ထွက်ရှိတယ်နော်ဒါကိုလည်းပဲရှိကအကြောင်းအရာတွေလိုပဲဇာတိနဲ့ကြည့်အောင်ဒါတို့တမီတို့မှတ်သားရမယ်အဓိကစီဝါရေးသည်စိုက်ပြိုးရေးဟုတ်ပြီနော်အဲ့အဓိကစိုက်ပြိုးရေးကိုအတည်ရင်ထုတ်လုပ်မှုကို ပြရတယ်ဘလောက်လဲ23ရာခိုင်နှုန်းတော့ရှိတယ်နော်ဟုတ်ပြီစိုက်ပြိုးတဲ့အပြင်နေကိုလည်းဒီခြေတို့ပြတာပါတယ်ဘာဖြစ်နေရှိတယ်ဟောအဓိကကစပါတော်ပြီးတော့အများဆုံးထွက်ရှိတာကတစ်ခုရှိမယ်ရောဘာနဲ့စီအုံနောက်ကျန်တာတွေကထွက်ရှိတဲ့ဟာတွေပေါ့နော်ဘာတွေလဲဆိုလို့ရှိရင်နာနာရှိမယ်အုံရှိမယ်ကိုကိုရှိမယ်ငရုတ်ကောင်းတယ်အုံဆန်ချောက်ဆိုပြီးတော့ဒီဇာလေးကသားတို့သမီးတို့အတွက်မှတ်ရလွယ်မှာဖြစ်ပါတယ်ကဲအဲ့ဒီတော့တီချဲတို့အခု လေးရှားနိုင်ငံကြီးမှာဘလူတွေမွေးမြူရေးလုပ်တယ်လေတတိယဆန်မွေးမြူရေးအကြောင်းဒီချေတို့ကြည်အောင်နော်သူကအများကြီးလိလဆရာမရှိဘူးကျွဲနွားဒါတွေကိုလေယာစိုက်ပျိုးရေးအတွက်မွေးမြူတယ်ဆိုရလေးကိုမှတ်လိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့ဒီမှာဇရားလေးကိုနည်းနည်းလေးပဲဖော်ပြထားတယ်နွားနဲ့ကျွဲလေယာစိုက်ပျိုးရေးအတွက်လုပ်တယ်ဒါပဲနော်ဒါကိုရသွားပြီဆိုလို့ရှိရင်ဒီချေတို့နောက်အကြောင်းအရာတစ်ခုဖြစ်တာပါလေငါဖန့်လုပ်ငန်းကိုလိလမယ်ဆိုလို့ရှိရင် ရေချိုရင်ငါငါဖန်းလုပ်ငန်းကိုလုတ်ကင်ကြတာကိုတွေ့ရမယ်နော်။ဟောရေချိုငါဖန်းလုပ်ငန်းကိုဘယ်မှာလုတ်တယ်လဲ။ရေချောင်းနေလေကွင်းနေဟောရေသွဲမြောင်းနေနော်စပားစိုက်ပြိုးခြင်းနဲ့ तू ကဆက်ဆက်ပြီးတော့လုတ်ကင်ကြတယ်။ဟောပင်လေကိုင်းဝန်းတစ်လျှောက်မှာကြတော့ तू ကရေငန်ငါဖန်းလုပ်ငန်းကိုလုတ်ကင်တယ်။ဟုတ်ပြီနော်။အဲ့တော့တီချေတို့ဒီမှာဒါလေးကိုတစ်ချက်လောက်လေ့လာလိုက်ငါဖန်းလုပ်ငန်းမှာရေချိုးနဲ့ရေငန်ဒါလေးပဲရှိမယ်ဟုတ်ပြီနော် အဲ့တော့သားတို့တမီးတို့ဒါကိုရရှိပြီဆိုလို့ရှိရင်ဒီချက်ကိုဆက်ပြီးတော့နောက်မလေးရှားနိုင်ငံကြီးရဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့เนาะတက်တော်လုပ်ငန်းအကြောင်းကိုဆက်ပြီးတော့ကြည့်ကြပါမယ်တက်တော်လုပ်ငန်းကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့တော့နိုင်ငံရဲ့တက်တော်တွေကိုထိမ့်သိမ်းဖို့အတွက်တက်တော် area နှစ်သိန်းနီးပါးကိုသူကညှစ်စင်ပြန်ပြီးတော့ပြန်လှည့်ပြီးတော့စိုက်ပျိုးဆောင်ရွက်တယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ရတယ်ဒါလေးကိုလေဒီလိုမျိုးလေးတွဲပြီးတော့မှတ်လိုက်ပါ တတော်ဧရိယာညစင်စိုက်ပြိုးတယ်ဘလောက်လဲညသိနေပါဟုတ်ပြီနော်ဒါလိုသမီးတို့ရရှိသွားပြီဒါဆိုလို့ရှိရင်နောက်အကြောင်းအရာတစ်ခုကိုတီချေတို့ကြည့်မယ်ဘာအကြောင်းလဲမလေးရှားနိုင်ငံကြီးရဲ့တတ်တူတူဖို့ခြင်းလုပ်ငန်းအကြောင်းပဲဖြစ်တယ်ဟောမလေးရှားနိုင်ငံမှာ ထွက်ရှိရဲ့ပစ္စည်းတွေကိုကြည့်အောင်သူကခဲမပြူအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်တခြားတွင်းထွက်တွေလည်းရှိသေးတယ်ဘာတွေလဲတန်ရိုင်းရွှေ အပြိုက်နဲ့မန်ဂနီနဲ့မြေစည်းဖြူဆိုပြီးတော့အခြားထွက်တဲ့ဟာကြီးလည်းလေ့လာရမယ်။အဓိကတရားစာတကဘာလဲဆိုလို့ရှိရင်ရေနံတဲ့တဘာဝတန်ငွေ။အဓိကတန်ငွေတွင်နေရှိတဲ့မလေးကျွန်းစိမ်းမှာရှိတဲ့ထွင်ဂါနုကန်လွန်စာဘာနဲ့စရဝတ်ကန်လွန်မှာတည်ရှိတာဘာလဲ။အဲလူကိုနီးယားအလဲပိုင်းဘင်တူလာနဲ့လူဒွန်းတွင်နေပဲဖြစ်တယ်။ဒီတန်ထွက်ဒီဒီစလုံးကြီးရဲ့တော့အခေါ်အော်တွေကိုတော့နည်းနည်းလေးလေ့ကျင့်ရမှာဖြစ်ပါတယ်နော်။ ုတ်ပြီးအဲ့တော့မှတ်သားရလွင်အောင်ဒီချက်ဖော်ပြပေးတာတွေအဓိကပါလေအဓိကထွက်တဲ့တွင်ထွက်ကရေနံတဲ့တဘာဝဓာငွေနောက်တခြားဟာတွေကိုလည်းမှတ်ပါရီလေခဲမဖြူတန်ရိုင်းရွှေအပြိုက်နဲ့မက်ဂနီစ်နဲ့မြေဈေးဖြူလိုပဲဖြစ်ဒါဆိုရင်ရရှိသွားပြီလို့ဒီချက်ထင်မှာကဲဒီချက်တို့နောက်အကြောင်းအရာတစ်ခုဖြစ်တဲ့စက်မှုလုပ်ငန်းအကြောင်းကိုဆက်ပြီးတော့လေ့လာကြမယ်မလေးရှားနိုင်ငံအဓိကစက်မှုလုပ်ငန်းကဘာလဲ rubber tire စီအောင်ဓာတ်ရုပစ္စည်းနဲ့သုံးတတ်တာနောက်တစ်ခါ pre bog နဲ့တမိထုတ်လုပ်ခြင်းတွေပဲဖြစ်တယ်ဒါအဓိကဆက်မှုလုပ်ငန်းတွေပေါ့နော်တခြားဆက်မှုလက်မှုလုပ်ငန်းတွေလည်းရှိသေးတယ်ဘာတွေလဲအထည်လိပ်စားတောက်ကုန်လျှက်စစ်ပစ္စည်းနောက်တစ်ခါမော်တော်ယာဉ်နဲ့ရုပ်မြင်သံကြားထုတ်လုပ်မှုတွေဟာသူတို့နိုင်ငံရဲ့အခြားဆက်မှုလက်မှုလုပ်ငန်းတွေဖြစ်နေမှတ်သားရမှာဖြစ်တယ်နော်အဲ့တော့ဒါတို့တမိတို့ဒီဟာကိုလည်းပဲဒီလိုဇာတ်လေးနဲ့ပဲအမြဲတမ်းလည်လာပါ အဓိကရှိမယ်အခြားရှိမယ်နော်အဓိကက rubber tire co ဓာတုပစ္စည်းသုံးတတ်တာ pre bog ကတမဏိဆိုပြီးတော့မှတ်မယ်ကဲအခြားနော်လုပ်ငန်းတွေအတွက်နော်ဒီချက်တို့မှတ်မယ်ဘာတွေရှိမလဲအထည်လေးရှိမယ်စားတောက်ကုန်အဲ့လျှက်စပစ္စည်းမော်တော်ယဉ်ရုံမြင်တန်ကြားဆိုပြီးတော့ဒီဇာတ်လေးနဲ့ဖော်ပြထားတယ်ဒီမှတ်ရမဲ့ဇာတ်လေးတွေအရဆိုလို့ရှိရင် သားတို့သမီးတို့ဒါလေ့လာဖို့အတွက်အများကြီးထောက်ကူဖြစ်မယ်လို့တီချဲထင်ပါတယ်နော်။အဲ့တော့သားတို့သမီးတို့ဒါကိုသိရှိသွားပြီဆိုလို့ရှိရင်တီချဲတို့မလေးရှားနိုင်ငံကြီးရဲ့နောက်အကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်နော်။ဟုတ်ပြီ။တီချဲတို့နောက်အကြောင်းအရာတစ်ခုကဘာဖြစ်မလဲ။မလေးရှားနိုင်ငံရဲ့ပို့ဆောင်ဆက်သွယ်ရေးပဲဖြစ်တယ်။ကြည့်မယ်ဆိုလို့ရှိရင်မလေးကျွန်းဆွယ်နော်ကန်ယိုဒန်းနီမှာဆိုလို့ရှိရင်မြောက်နဲ့နော်တောင်တွယ်တန်းနေတဲ့အကြီးကလမ်းမကြီးရှိတယ်။ သူရှိမှာတင်မောစိတ်ကန်းရှိတယ်ရူလဲဂီလန်ဂျိုဟိုဘာရူနောက်ပြီးတော့ဂျော့ချ်တောင်ဒါရီယာဆိုရင်သူ့ရဲ့တင်မောစိတ်ကန်းနေဖြစ်တယ်နော်အကြီးကစိတ်ကန်းနေရှိသေးတယ်ဟောမြောက်ဘက်မှာရှိတယ်ဘတ်တဝတ်နောက်တစ်ခါနိုင်ငံတကာလေစိတ်တင်ကွာလာလမ်ပူပီနန်မလကာနော်နောက်တစ်ခုကိုတာကင်နာဘာလူဆိုပြီးတော့မှတ်သားမှာဖြစ်တယ်နော်ဒီခေါ်ရီယာသားတို့တမျိုးအတွက်စိတ်နေမယ်ဒါပေမဲ့လေ့ကျင့်ပြီးတော့ နော်ဖတ်ပါများတဲ့ခါကျတော့နော်အလွယ်တကူဖတ်နိုင်ပါမှဖြစ်တယ်နော်နောက်တစ်ခုမလေးရှားကျွန်းဆယ်ပိုင်းဖြစ်တဲ့အနောက်မလေးရှားမှာကျတော့အကျွန်းဆယ်ပိုင်းမှာရှိတဲ့ပြည်နယ်၁၁ခုကိုဆက်သွယ်ထားတဲ့ရထားလမ်းကွန်ရက်ရှိတယ်ဓမ္မလဲဆိုရှင်အနောက်မလေးရှားမှာနောက်တစ်ခုအရှိမလေးရှားမှာကျတော့စာပါပြည်နယ်တစ်ခုတည်းကိုပဲသူကရထားလမ်းဆက်သွယ်မှုရှိတယ်ဆိုတာကိုလည်းဒါလေ့လာကြည့်နော်အော်အဓိကကားလမ်းကိုကြည့်မယ်ဆိုရှင် မိုင်ပေါင်း900ကျော်ရှည်လျားတဲ့ စင်ကာပူကနေပြီးတော့မြောက်ပိုင်းထိုင်းနယ်စပ်ရှိမလေးကျွန်းဆယ်ကိုသူကဖြတ်တန်းသွားတာကိုတွေ့ရမှာဖြစ်တယ်။မလေးရှားနိုင်ငံမှာနိုင်ငံတကာနဲ့ဆက်သွယ်တဲ့ပင်လယ်စည်းကမ်းမြို့တွေအများကြီးရှိတယ်။အများကြီးကိုဖော်ပြမဆိုရင်တော့တအားတို့တမီးတို့အများကြီးလေ့လာမှာဖြစ်တယ်။အခုတော့ဒီမှာဖော်ပြထားတဲ့အကြောင်းအရာလေးတွေတော့အသေးချာလေ့လာကြည့်ဟုတ်ပြီနော်ဒီမှာတီချေတို့ဖော်ပြထားတဲ့ဇာတ်လမ်းလေးတွေနဲ့ကားလမ်းရှိမင်းရထားလမ်းရှိမင်း လေစိတ်တီးဖော်ပြထားတဲ့စိတ်ကန်းတွေကိုဖော်ပြထားတဲ့ဇာတ်လေးတွေကိုကြည့်ကြရအောင်။ကာလာဆိုလို့ရှိရင်သူကစင်ကာပူကနေပြီးမြောက်ပိုင်းထိုင်းနိုင်ငံကြီးရှိရယ်ဆိုတာကိုမှတ်သားရမယ်နော်။နောက်တစ်ခုယထာလန်အနောက်မလေးရှားမှာပြည်နယ်သူက17ခုထိကိုကုန်ရက်ဆက်သွယ်ထားတယ်ဆိုတာလေဒါမှတ်သားရမယ့်ချက်ဖြစ်တယ်။အရှိမလေးရှားမှာကြတော့သူကစာပါပြည်နယ်လေစိတ်တီးကိုကြည့်မယ်။ဩကွာလာလမ်ပူနောက်တစ်ခါပီနန်မလကာနောက်တစ်ခု ကိုတာကင်နာဘာလူဆိုပြီးတော့ဒီလေစိတ်ကြီးရဲ့နာမည်ကိုလည်းမှတ်သားလိုက်ပါစိတ်ကန်းကိုကြည့်မယ်ကီလန်စိတ်ကန်းရှိတယ်ဂျိုဟိုဘာလူဆိုပြီးတော့ရှိတယ်ဂျော့ချ်တောင်းရှိတယ်နောက်တစ်ခုမန်တာဝတ်ဆိုပြီးတော့ဒီစိတ်ကန်းတွေကိုသားတို့တမီးတို့မြေပုံလေးနဲ့တွေ့ဖက်ပြီးတော့မှတ်မယ်ဆိုလို့ရှိရင်ဒါမှတ်မိလွယ်မယ်ဖြစ်တယ်အဲတော့တီချယ်တို့နေရှားနိုင်ငံရဲ့ကုံသွေးအကြောင်းကိုဆက်ပြီးတော့လေ့လာကြရအောင်နော်အဓိကပုံကုံတွေကိုကြည့်မယ်ဘာတွေလဲတန်ရိုင်းစီအောင်နန်နတ်စီတပူ အပူပိုင်းတစ်တော်ထွက်ပစ္စည်းတွေနောက်တစ်ခုအုံဆန်6ဒါရီယာသူကအဓိကပို့တဲ့ပစ္စည်းတွေဖြစ်တယ်ဟောပို့တဲ့ပစ္စည်းတွေရှိတယ်လို့သူ့နိုင်ငံမှာလိုအပ်လို့တင်သွင်းရတဲ့ကုန်ပစ္စည်းတွေရှိတယ်ဘယ်ပစ္စည်းတွေဖြစ်မလဲဆက်ပစ္စည်းတွေကိုတင်သွင်းရတယ်ဆက်သွေးကရိယာတွေလည်းသူကတင်သွင်းရတယ်။ဟောစားတောက်ကုန်ဓာတုနဲ့ကုန်ကြောပစ္စည်းဓာရီယာသူ့နိုင်ငံမှာလိုအပ်လို့တင်သွင်းတယ်။သွင်းကုန်ဖြစ်နေမှတ်သားပါ ဓိကကုန်သက်ဖက်နိုင်ငံတွေရှိတယ်ဘယ်လိုတွေလဲဗီတိန်အမေရိကန်တောင်စုဂျပန်စင်ကာပူဩစတြေးလျထိုင်ဝမ်နဲ့အိန္ဒိယတွေပဲဖြစ်တယ်เนาะဒါတွေကိုလည်းသားတို့သမီးတို့ဒီဇာလေးနဲ့ကြည့်ရအောင်ဟုတ်ပြီเนาะအဓိကပို့ကုန်ရှိရဲအဓိကသွင်းကုန်ရှိရဲဒီချက်ခုနအပေါ်မှာရှင်းပြခဲ့သလိုပဲပေါ့เนาะပို့ကုန်ကိုကြည့်မယ်ဟောတန်ရိုင်းစီအုံနန်နတ်စီတဘူတစ်တော်ထွက်အုံဆန်၆ဒါတွေကိုသူကသူ့နိုင်ငံမှာထွက်ရှိရဲ့ခါကြတော့ ပို့တယ်ပို့ကုန်နေဖြစ်တယ်။အော် twin ကုန်လိုအပ်လူနော်ဘာတွေလဲဆက်ပစ္စည်းဆက်သွယ်ရေးကရိယာစားတောက်ကုန်ရဲ့ဓာတုနဲ့ကုန်ချောဓာရီဟာသူကတင် twin ရတယ် twin ကုန်နေဖြစ်တယ်ဆိုတာကိုဒီဇာတ်လေးနဲ့မှတ်ထားပါနော်။သူနဲ့ကုန်သွယ်တဲ့နိုင်ငံတွေရှိတယ်အဓိကကုန်သွယ်ဖက် Britain American နော်အမေရိကန်ပြည်အောင်စုနောက်တစ်ခါဂျပန်စင်ကာပူအော်စတြေးလျထိုင်ဝမ်နဲ့အိန္ဒိယဆိုပြီးတော့ဒီနိုင်ငံတွေကိုလည်းမှတ်ထားလိုက်ပါ တီချဲတို့နော်မလေးရှားနိုင်ငံကြီးရဲ့မြို့ကြီးများအကြောင်းကိုလေ့လာကြမယ်။မလေးရှားနိုင်ငံရဲ့မြို့ကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကွာလာလမ်ပူကွာလာလမ်ပူမြို့ဟာမလေးရှားနိုင်ငံရဲ့မြို့တော်မြို့တော်ဖြစ်တယ်လို့သူကအကြီးဆုံးမြို့လည်းဖြစ်တယ်။လူကြီးကိုကြည့်ရခါကျတော့ခုနှစ်တန်းကျော်နေထိုင်နေဆိုတာကို လေ့လာတွေ့ရှိရတာ။ဟုတ်ပြီ အပန်းဖြေတဲ့နေရာတွေရှိတယ်အဲ့ဒီကွာလာလမ်ပူမှာနော်တေဂီတာပြကန်းနေရှိရဲဟောကဘာလက်ခီးသွားတွေကိုသူကဆွဲဆောင်နေမြို့တစ်မြို့ဖြစ်တယ် မြို့တော်ဖြစ်တဲ့ဆက်မှုထွန်းကားတဲ့မြို့လည်းဖြစ်တယ်ဆိုပြီးတော့မှတ်သားပါနောက်တစ်ခု George Town မြို့ George Town မြို့ကကျတော့မလေးရှားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်ဗမာရှိလေဆိုရင်ပီနန်ကျွန်းမှာရှိတဲ့မြို့တစ်မြို့ဖြစ်တယ်လူဝီယာကကျတော့နှစ်တန်းကျော်နေထိုင်တဲ့မြို့ဖြစ်တယ်နော်ဟောစာပေပွဲတော်လုပ်တယ်နော်ပီနန်ရုခပြာဥယျင်ရှိတယ်ထင်ရှားတဲ့မြို့ဖြစ်တယ်ဘာဖြစ်လဲ George Town မြို့ကလည်းပဲထင်ရှားတဲ့မြို့တစ်ခုဖြစ်နေမှတ်သားရမှာဖြစ်တယ်နော် နောက်တစ်ခုရှိသေးတယ်ဗာလဲဂျိုဟိုမြို့ဂျိုဟိုမြို့ကကြတော့မလေးကျွန်းဆွယ်ရဲ့တောင်ဘက်မှာရှိတဲ့မြေပုံလေးမှာလည်းပြထားတယ်နော်မြို့လေးတွေကိုဂျိုဟိုမြို့ကမလေးကျွန်းဆွယ်ရဲ့တောင်ဘက်မှာရှိတယ်မြို့တစ်မြို့ဖြစ်တယ်သူကဘာလုပ်လဲဆိုတော့စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်တဲ့မြို့ဖြစ်တယ်ဟောမလေးရှားနော်ပတ်ဝန်းကျင်ဒေသတွေအတွက်အဓိကစီးပွားရေးမြို့ဖြစ်တယ်ဂျိုဟိုကနန်းတော်ကအဓိကသမိုင်းဝင်နေရာဖြစ်တယ် ဟောပြရိုက်တဲ့အမှုပညာပြကားနေရှိတယ်။ဘာမှလဲဆိုရင်ဂျိုဟိုမြို့ဖြစ်တယ်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်။နောက်တစ်ခုနောက်ဆုံးမြို့တစ်ခုကအီပိုမြို့အီပိုမြို့ကကျတော့တမိုင်းဝင်ပြလိုက်ရှိရဲအဲ့ဒီမြို့မှာတန်တတုတွင်းနေလဲရှိတယ်ဟောသူ့မှာထူးဆန်းတာကကော်ဖီပွဲတော်ဆိုပြီးတော့ကျင်းပတယ်အဲ့ကော်ဖီပွဲတော်ကြောင့်ကဘာလက်ခီးသွားတွေဟာသွားရောက်ပြီးတော့လေပတ်ကြတယ်ဆွဲဆောင်မှုရှိတဲ့မြို့ပေါ့နော်အဲ့လိုမျိုးလေးတွေ့ဖက်ပြီးတော့မှတ်မယ် ဒါမှတ်ရလွယ်အောင်ဒီချက်ဒီမှာဇီယားလေးနဲ့ထပ်ပြီးဖော်ပြထားတယ်နော်အကြီးဆုံးမျိုးဖြစ်မယ်အကြီးဆုံးမျိုးရှိတယ်ဒုတိယမျိုးဖြစ်မယ်ဒုတိယအကြီးဆုံးမျိုးနော်ဘာမျိုးတွေလဲကွာလာလမ်ပူးမျိုးတော်အကြီးဆုံးမျိုးဖြစ်တယ်မျိုးတော်ဖြစ်တယ်လူဝီယာ9တန်းရှိမယ်ဒီမှာဘာတွေရှိတယ်ဆိုတော့အပန်းဖြည့်တဲ့နေရာဒေဂီတာပြကန်းနဲ့ဆက်မှုထွန်းကားတယ်ဆိုပြီးဒီဇီယားလေးကိုမှတ်လိုက်လို့ရှိရင်ကွာလာလမ်ပူးအကြောင်းကိုသိပြီးဖြစ်မယ် ။နောက်တစ်ခါဒုတိယအကြီးဆုံးမြို့ကဘာလို့လဲ George Town ။သူကဒုတိယအကြီးဆုံးလူကြီးဘလောက်ရှိလဲနှစ်တန်းကျော်ရှိတယ်။သူကဘာဖြစ်လို့တည်လဲသူ့ကိုစာပေပွဲတော်ကြောင့်တည်တယ်။ဟောပညာရုပ်ခဘေးတာဥယျင်ကြောင့်လဲကြော်ကြတာ။ဒါဒုတိယအကြီးဆုံးမြို့ဖြစ်တယ် George Town မြို့အကြောင်းဖြစ်တယ်နော်။နောက်တစ်ခု Joho မြို့ဂျိုဟိုမြို့ဟာဆိုလို့ရှိရင်စိုက်ပျိုးရေးအကြီးကနော်အကြီးကလုပ်တယ်သူမှနန်းတော်ရှိတယ်ပြရိုက်ရှိတယ်အမှုပညာပြကန်းရှိတယ်ဂျိုဟိုမှာ နောက်စကူပါလေအီပိုတမိုင်းဝင်ပြတိုင်းရှိတယ်တတူရင်းရှိတယ်ထူးစားတဲ့ coffee ပွဲတော်လေးရှိတယ်ဒါမျိုးလေးတွဲပြီးတော့မှတ်မယ်ဆိုလို့ရှိရင်မလေးရှားနိုင်ငံမှာရှိတဲ့မြို့ကြီးတွေအကြောင်းကိုဒါမှတ်မိလွယ်မယ်လို့တီချက်ထင်ပါတယ်ဟုတ်ပြီနော်ကဲသားတို့တမီးတို့ရေတီချက်တို့အခုဒီမလေးရှားနိုင်ငံကြီးရဲ့အကြောင်းကိုအခုလေ့လာခဲ့ကြတဲ့အခါမှာဘလို့အချက်တွေကိုရတယ်လဲနော်ဘာတွေကိုသိတယ်လဲအဓိကချက်တွေအရင်နဲ့တီချက်တို့ပြန်ပြီးတော့ကြည့်အောင်နော် လေရှားနိုင်ငံရဲ့ area ဟာစတူယန်ကီလိုမီတာတသိန်းကျော်ကျယ်ဝန်းနေဆိုတဲ့အချက်ကိုတာရုတ်သမီးလိုမှတ်သားရမယ်အထူးချက်ထဲမှာပါတယ်။နောက်တစ်ခုအရှေ့မလေးရှားမှာရှိတဲ့နော်မူလူလိုင်ကူအမူလူလိုင်ကူကကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံတစ်ခုဖြစ်တယ်ဆိုတဲ့အချက်ဟာလည်းဒါရရှိလိုက်တဲ့အထူးချက်ပေါ့နော်။နောက်တစ်ခုမလေးရှားနိုင်ငံဆိုလို့ရှိရင် equator ရံဝန်းဒေသမှာရှိတယ်။တစ်နှစ်ပတ်လုံးမှာပူပြီးတော့သူကဆွတ်ဆွတ်နေတဲ့ ဒီလိုရာသီဥတုမြင့်ရှိရဆိုတဲ့အချက်ကလည်းပဲသားတို့သမီးတို့ရရှိလိုက်တဲ့အဓိကချက်တစ်ချက်ဖြစ်တယ်เนาะနောက်ပြီးတော့မလေးရှားနိုင်ငံဟာအပူပိုင်းမိုးသစ်တောတွေကိုတွေ့ရတယ်။အော်မလေးရှားနိုင်ငံရဲ့လူကြီးကိုကြည့်မယ်ဆိုလို့ရှိရင်စုစုပေါင်း30တတန်းကျော်ရှိတယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်เนาะဟောမလေးရှားနိုင်ငံဟာနိုင်ငံတကာနဲ့ဆက်သွယ်တဲ့ပင်လယ်စစ်ကမ်းမြို့တွေအများကြီးရှိတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ တည်ခဲ့ရပြီးမလေးရှားနိုင်ငံမှာခဲမဖြူရောဘာစီအုံအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုလည်းအကြီးအချက်ထဲမှာပါဝင်တည်သွားပြီး။အော်မလေးရှားနိုင်ငံရဲ့မြို့တော်ဟာကွာလာလမ်ပူမြို့ဖြစ်တယ်ဆိုတာသားတို့သမီးတို့အနေနဲ့လေ့လာတွေ့ရှိခဲ့ရပြီ။ဟုတ်ပြီနော်။ဒါဆိုလို့ရှိရင်သားတို့သမီးတို့အခုတီချဲသင်ပြပေးခဲ့တဲ့နော်အကြောင်းအရာလေးကတော့အခန်းလေးအာဆီယံနိုင်ငံများဤဒေသန္တရပထဝီဆိုတဲ့ခေါင်းစဉ်အောက်ကနော် တင်ကားစာသုံးဖြစ်တဲ့မလေးရှားနိုင်ငံအကြောင်းပဲဖြစ်တယ်။ဟောဒါတို့တမီးတို့လည်းတီရှယ်အခုညီပုံလေးနေတဲ့တကွအတွက်ဖက်ပြီးတော့ပြခဲ့တာကိုနားလည်မယ်သဘောပေါက်ကြလိမ့်မယ်လို့တီရှယ်ယုံကြည်ပါတယ်။နောက်လာမယ့်တင်ကားစာမှာတီရှယ်နဲ့ပြန်ပြီးတွေ့ကြအောင်မယ်နော်။